တောလျာချမ်းခန်းကြီးဆက်လေထိုကပြိသက်အပေါင်းတို့သည်အတန်ကိုလွင့်၍မြည်တမ်းသဖြင့်တညစ်လုံးငိုကြွေးကြ၏ဤသည်လားအမျိုးသားပြိသက်အပေါင်းတို့သည် မောရှင်နှင့်အာယုံကိုအပြစ်တင်သောစကားနှင့်မြည်တမ်းလျက်ငါတို့သည်အဂရုပြည်၌မသေးပါလေဤတော၌မသေးပါလေငါတို့သည်ဓာဖြင့်သေ၍သားမယားတို့သည်ရန်သူလက်သို့ ရောက်စီခြင်းကသာဝရဖျားသည်အဘေကြောင့်ငါတို့ကိုဤရက်သို့ဆောင်ခဲ့တော်မူသည်နိ ဧကုတုပြည်သူပြန်ကောင်းပြီမဟုတ်လို့ဟုမောရှင်နဲ့အာယုံအားဆိုပြီးမှတဖန်လူတစုံတယောက်ကိုချီးမြှောက်၍ဧကုတုပြည်သူပြန်ကြဆုံးဟုတယောက်ကိုတယောက်ဆိုကြ၏မောရှင်နဲ့အာယုံတို့သည်ဤတီလာအမျိုးသားပြိသက်အပေါင်းတို့ရှေ့မှပြတ်ဝှက်ရနေကြ၏ခါနန်ပြည်ကိုစူးစမ်းသောလူစုတွေကနှုံဤသားယောရှုယောရှုယေဖုနာဤသားကာလက်တို့သည်မိမိတို့အဝတ်ကိုဆုပ်၍ ဤဒီလာအမျိုးသားအပေါင်းတို့အခေါ်လျက်ငါတို့လျှောက်သွား၍စူဇန်သောပြည်သည် အလွန်တရာကောင်းသောပြည်ဖြစ်ပါ၏။ထာဝရဘုရားသည်ငါတို့ကို နှစ်သက်လျင်နှုတ်နှင့်ပြားရည်စီးသောထိုပြည်သို့ငါတို့ကိုဆောင်သွင်း၍အပိုင်ပေးတော်မူလိမ့်မည်။ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်သူတို့သည်ငါတို့စားเสียရဖို့ဖြစ်ကြ၏သူတို့၌အမိတကယ်မရှိထာဝရဘုရားသည်ငါတို့ဘက်၌ရှိတော်မူ၏ တို့ဖြစ်ပြီးသူတို့ကိုမကြောက်ကြနဲ့ဟု ပြောဆိုကြလေတော့ပရိသတ်အပေါင်းတို့သည် ထိုသူနိယောက်ကိုကြောက်ခဲနှင့်ပြစ်စီခြင်းကစီရင်ကြ၏ထိုအခါထာဝရဘုရား၏ဘုန်းတော်သည်ဣတိယလအမျိုးသားအပေါင်းတို့ရှိမှပရိသတ်စည်းဝေးရတဲတော်၌ထင်ရှားလေ၏ထာဝရဘုရားကလည်းဤလူမျိုးသည်အဘယ်များကာလပတ်လုံးငါ့ကိုမယုံမသိပြုကြလိမ့်မည်နိသူတို့၌ငါပြခဲ့ပြီးသည်မြသော နမိတ်လက္ခဏာတို့ကိုမြင်ရတော်လေ အဘေမြကာလာပတ်လုံးငါ့ကိုမယုံပဲနေကြလိမ့်မည်နီသူတို့ကိုကာလနာဘေးဖြင့်ငါသည်တန်ခတ်၍တာဤအရာကိုနှုတ်ပြီသူတို့ထက်တင့်ကိုတာ၍စီပင်သောအမျိုးတာ၍တကိုးကြီးသောအမျိုးဖြစ်စီမည်ဟုမောရှိအားမိန်တော်မူ၏မောရှိကလည်းကိုရောသည်ဤလူမျိုးကိုတကိုးတော်အားဖြင့်အေဂုတုလူတွေကနှုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍နောက်တစ်ဖန်ဤသတင်းကိုအေဂုတုလူတို့သည်ကြားပြန်လျှင် ဤပြည်၌နေသောသူတို့အားသတင်းပြောကြလိမ့်မည်။ထာဝရဘုရားကိုရိုသည်ဤလူမျိုး၌ရှိတော်မူကြောင်းကို၎င်းထာဝရဘုရားကိုရိုသည်ထင်ရှားတော်မူကြောင်းကို၎င်းမိုးတိမ်တော်သည်သူတို့ကိုလွှမ်းမိုးကြောင်းကို၎င်းကိုရိုသည်နေ့အချိန်၌မိုးတိမ်တိုင်းညအချိန်၌မိုးတိုင်းမိတိုင်းဖြင့်သူတို့ရှိကကြွတော်မူကြောင်းကို၎င်းကြားရကြပြီ။ယခုမှဤလူမျိုးကိုလူတစ်ယောက်ကဲ့သို့မှတ်၍တုတ်တင်ပယ်ရှင်းတော်မူလျှင် သတင်းတော်ကိုကြားဘူးသောလူမျိုးမျိုးတို့ကထာဝရဘုရားသည်ဤလူတို့အားဤမည်သောပြည်ကိုငါပေးမည်ဟုကြိမ်ဆိုတော်လဲထို့ပြီးသောသူတို့ကိုဆောင်သွင်းခြင်းကမတတ်နိုင်သောကြောင့်တော၌တုတ်တင်ပယ်ရှင်းပြီဟုပြောဆိုကြပါလိမ့်မည် ကိုရောကထာဝရဘုရားသည်တိခန့်သောသဘောတနာသောသဘောနှင့်ပြည့်စုံတော်မူသောထသောအရမချင်းချင်းတရားတော်ကိုလူကျူးချင်းအပြစ်တို့ကိုဖြေလွတ်တော်လဲအချင်းဤသက်သက်ဖြေလွတ်တော်မူမူထသော လူအစဉ်ဆက်တတရအဆက်ဇဒုထအဆက်တိုင်အောင်ဘာရူဤအပြစ်ကိုသားတို့၌ဆက်ပြီးစီရင်တော်မူသောဘုရားသခင်ဖြစ်၏ဟုမိန့်တော်မူသည့်အတိုင်းအကျွန်ုပ်တို့ကိုဘုရားရှင်တကူတော်ကျွန်ုပ်တို့ဤဘုရားရှင်တကူတော်သည်ကြီးပါစေသောဧကုတုပြည်ကထွက်တော်နေမှာစာ၍ယခုတိုင်အောင်ဤလူမျိုး၏အပြစ်ကိုလွတ်တော်မူသည်နည်းတူ ကယုဏတော်များပြသည်နှင့်အညီယခုလည်းလွတ်တော်မူပါအကျွန်ုပ်တောင်းမှန်ပါ၏ဟုသာရဘုရားအားလျှောက်ဆိုလျင်သာရဘုရားကသင်တောင်းမှန်သည့်အတိုင်းငါလွတ်၏ငါအသက်ရှင်သည်ဖြစ်၍သာရဘုရား၏ဘုန်းတော်သည်မြေတစ်ပြင်လုံး၌နှံ့ပြလိမ့်မည်ငါဘုန်းတော်ကို၎င်းအေဂတုပြည်မှစ၍ဤတော်၌ထူးဆန်းသောတကူတော်ကို၎င်းမြင်ရသောသူအပေါင်းတို့သည်ငါစကားကိုနားမထောင် ဆယ်ချိန်တိုင်အောင်ငါ့ကိုစုံစမ်းတော့ကြောင်းသူတို့ဘိုးဘီတို့အားငါချိန်ဆူတော့ပြီကိုအကယ်စင်စစ်သူတို့ဒီနဲ့မြင်ရကြငါ့ကိုမယုံမသိပြုတော့သူတစုံတယောက်မှမမြင်ရငါကြုံကလည်းမူကထူးခြားသောသဘောရှိ၍ငါနောက်သူလုံးလုံးလိုက်တော့ကြောင်းသူသွားခဲ့ပြီးတော့ပြီသူသူ့ကိုငါဆောင်သွင်းသဖြင့်သူဤသားမျိုးတို့သည်အမွေခံရကြလိမ့်မည်အာမလက်အမျိုးနှင့်ခါနှင့်အမျိုးသားတို့သည်ချိန်မှန်နေကြသည်ဖြစ်၍သူတို့သည်နှက်ဖြန်နေ၌လဲ့လေ၍ ဤတို့ပင်လည်းလမ်းဖြင့်တောသူသွားကြလောဟုမိန့်တော်မူ၏တဖန်မောရှိသည်အထာရဖျားသည် မောရှိနှင့်အာယုံတို့အားမိန့်တော်မူသည်ကငါကိုပြစ်တင်၍မြေတန်းသောဤပရိသတ်ဆိုးတို့ကိုအဘယ်မျှကာလပတ်လုံးငါသည်တီးခံရအံ့နီဤသေးလအမျိုးသားတို့သည်ငါကိုအပြစ်တင်၍မြေတန်းသောစကားတို့ကိုငါကြားရပြီသင်သည်သူတို့အားဆင့်ဆိုရမည်မှာထာရဖျားကငါအသက်ရှင်သည်ဖြစ်၍သင်တို့သည်ငါကိုကြားစေခြင်းက ပြောကြသောစကားအတိုင်းတင်တို့ကိုငါပြုမည်တင်တို့ကိုရေတွဲ၍စည်ရင်ယူသည့်အတိုင်းအသက်20လွန်သောသူငါကိုအပြစ်တင်၍မြည်တမ်းသောသူအပေါင်းတို့သည်တည်၍ဤတော၌အသေးကောင်ဖြစ်လျက်နေရကြလိမ့်မည်ငါသည်ဤမြည်တော်ပြည်၌တင်တို့ကိုနေရာချရမည်ဟုငါကြိမ်ဆို၏ထို့ပြီတို့ယေဖုနာဤသားကာလနှုံးဤသားယောရှုမှာတပါအဘယ်သူများမရောက်ရ ရန်သူလူယူရာဖြစ်လိမ့်မည်ဟုသင်တို့ဆိုသောသူငယ်တို့ကိုငါဆောင်သွင်း၍သင်တို့ပယ်သောပြည်ကိုသူတို့သည်သိရကြလိမ့်မည်သင်တို့မူကားဤတော၌သေး၍အသေးကောင်ဖြစ်လျက်နေရကြလိမ့်မည်ဤတော၌သင်တို့အသေးကောင်များပျောက်ပြက်သည့်တိုင်အောင်ကိုသားသမီးတို့သည်မိဘမာရင်းချင်းအပြစ်များကိုဆောင်၍ဤတော၌အနည်း40ပတ်လုံးလဲလှယ်ရကြလိမ့်မည်တို့ပြီကိုစူးစမ်းရနေ့ရက်ပေါင်းအရက်40နှစ်အညီတရက်ကိုတစ်နှစ်ထား၍အနှစ်40ပတ်လုံး ကိုအဖြစ်ကိုဆောင်ရဲ့ငါဆုံးပြခြင်းကိုတည်ရကြလိမ့်မည်အကယ်စင်စစ်ငါတစ်ဖက်၌စီဝေသောဤပရိသတ်ဆိုအပေါင်းတို့ကိုထို့သူငါပြုပြီးသူတို့သည်ဤတော်၌တည်ကြည်ပျောက်ပြကြလိမ့်မည်ဟုငါထာဝရဖျားမိန်တော်မူ၏မောရှိစေလွတ်သောအခွင့်နှင့်ခန္ဓာပြုကိုစူးစမ်း၍ပြန်လာသောအခါထို့ပြုကိုကဲ့ရဲ့သဖြင့်ပရိသတ်အပေါင်းမြည်တမ်းစီခြင်းကတိုက်တွန်းတော်သူခန္ဓာပြုကိုမကောင်းသောတရင်ချပြောသောသူတို့ဒီထာဝရဖျားရှိတော်၌ကာလနာဘိနေတည်ကြလိမ့်မည် ထိုပြည်ကိုစူးစမ်း၍သွားသောလူတို့တွင်နုံဤတာယောရှုနှင့်ယေဖုနာဤတာကာလက်တို့သာအသက်ချမ်းသာရကြ၏မောရှိသည်ဤဒီလာအမျိုးသားအပေါင်းတို့အားစကားတော်များကိုဆင့်ဆိုသောအခါလူများတို့သည်အလွန်ကြီးထွားလျက်နေကြ၏နနက်စောစောထား၍တောင်ထိပ်ပေါ်သို့တက်ပြီးလျင်ငါတို့သည်ပြစ်မာပြီးသို့တော်လည်းယခုအသိရှိပါ၏သာရဖျားဂရိထားရမှုသောပြည်သူသွားပါမည်ဟုဆိုကြသောမောရှိကသာရဖျားဤအမိန့်တော်ကိုအဘဲကြောင့်လွန်ကျူးကြသည်နိ ငါတို့အကြံမထမြောက်ရမတော်ကြနဲ့ထာဝရဘုရားသည်သင်တို့ဘဏ်၌ရှိတော်မမူတွားလျင်ရန်သူရှိမှရှုံးရကြလိမ့်မည်အာမလက်အမျိုးသားနှင့်ခါနှင့်အမျိုးသားတို့သည်သင်တို့မရောက်မီရောက်နေသည်ဖြစ်၍သင်တို့သည်ဓာဖြင့်ဆုံးကြလိမ့်မည်ထာဝရဘုရားထံတော်မှ လွဲသွားသောကြောင့်ထာဝရဘုရားသည်သင်တို့ဘဏ်၌နေတော်မမူဟုဆိုတော်လေသူတို့သည်ခိုင်ခန့်သောစိတ်နှင့်တောင်းထိတ်သို့တက်၍တဖန်တက်ကြ၏တို့ရာတွင် ထာဝရဘုရား၏ပရိညင်သက်တာနှင့်တကွမိုးရှိသည်တက်ပြင်သို့မထွက်မသွားပဲနေလိမ့်မည်ထိုအခါတောင်ပေါ်မှရှိသောအာမလက်မျိုးသားနှင့်ခါနှင့်မျိုးသားတို့သည်ဆင်းလာလျက်ဤသည်လအမျိုးသားတို့ကိုတိုက်၍အောင်သည်ဖြင့်ဟောမမြို့တိုင်အောင်လိုက်ကြလိမ့်မည်အခန်းငယ်၁၅